ကဲတူရီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တူရီကိုထွန်း YouTube Channel လေးရနေပြီးတော့ဒီညနေ24ရက်နေ့ညနေ6:30အတွက်မိတ်ဆွေတို့ကျွန်တော် live လွှင့်လို့ပြသပေးနေပါရဲ့အားကြောင့်မလို့ကျွန်တော်နဲ့အတူမိတ်ဆွေတို့ကျွန်တော် live လေးပြီးဆုံးအောင်လို့မိတ်ဆွေတို့ကဝင်ရောက်ကြည့်ရှုပေးကြပါမိတ်ဆွေတို့အတွက်တစုံတရာအကျိုးရှိနေတယ်လို့တော့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့အခုအားကြောင့်မလို့အခုအားပေးကြည့်ရှုနေကြတယ် တူးစီပိတ်သက်များတရတူးစီတူးချင်းစီကိုကျွန်တော်မင်္ဂလာပါတို့နှုတ်ခွန်းဆက်ပါရခင်ဗျာဟုတ်ကဲ့မိတ်ဆွေတို့ကလည်းကျွန်တော်ရဲ့လက်ကလေးကိုလိုက်ရင်ရှယ်ပြီးနဲ့ကူညီပေးကြပါနော်အပေါင်းလေးနဲ့လက်မလေးနဲ့အသေးလေးပေးသွားပါနော်ဟုတ်ကဲ့အဲ့ရသူကြီးမိတ်ဆွေတို့မိတ်ဆွေတို့ကိုကျွန်တော်ဘူးမကျော်ပတ်တိ၉နှစ်ဘူးမကျော်ပတ်တိ ခုနှစ်ကျွန်တော်ချပေးရတယ်နော်တနင်္ဂနွေနေ့ညလေးကကျွန်တော်ချပေးခဲ့တာခုနှစ်ပတိချပေးခဲ့တာအခုဒီမနေ့မှပဲနှစ်တလုံးကျွန်တော်အောင်မြင်သွားတယ်နော်ဒီတလုံးမှလည်း26ကျူလို့နှစ်ပတိကအောင်မြင်သွားခဲ့ပါတယ်အားကြောင့်မလို့မိတ်ဆွေတို့ဟိုက line တွေကကြကြသွားတယ်နော်ကြကြသွားနည်းနည်းလေးသတိထားပြီးတော့နည်းနည်းလေးတန်းကြီးခံပြီးတော့ကြည့်ပေးကြပါနော်လေးလုံးခွေကတော့၄၉၆တိခွေပါ အနလေး6လေး2 6 6 2 6ဆိုပြီးတော့ကျွန်တော်ကနားလေးခွတ်ထုတ်ပါရဲပါဝါထိုးကျင်တဲ့မိစေနာ၄ခုပါဝါနဲ့6တပါဝါပါမွေးပရိတ်ကတော့တေပရိတ်6ပရိပါနော်ဟုတ်ကဲ့ကျွန်တော်ရဲ့တသက်စာဖော်မြူလာပြီးပြီးတသက်စာဖော်မြူလာမှာကဲပြီးခဲ့တဲ့ဘက်ကတော့5ရက်စာ10 10ချိန်ကို10ချိန်အောင်မြင်ခဲ့တယ်နော်အဲဒီဘက်ဘယ်နှချိန်အောင်မြင်မလဲဆိုတာကျွန်တော်စောင့်ကြည့်ကြမယ်အခု3ဆို23ဆိုပြီးတော့2ချိန်အောင်မြင်သွားတယ်နော် တတိအောင်မြင်သွားပါပြီကျွန်တော်အနေစုအနေစု၃ချိန်လို့ကျွန်တော်ပြောထားပါတယ်အဲ၃ချိန်နဲ့မကလည်းထွက်ပါတယ်ဒီရဲ့ဘက်ကတော့ဆိုရင်၈ပွဲတောင်ထွက်သွားတယ်နော်အခုကဒီဘက်အတွက်မုကနာဟိုနေပတ်တိကတော့တလုံးထွက်သွားပြီကိုးတလုံးကြံပါသေးတယ်အဲ့ကိုးတလုံးကလည်းထွက်ဖွယ်အောင်မှဖြစ်တော့လေအဲ့ကိုးတလုံးကလည်းထွက်မှာပါဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်ဒီညနေ၄နာရီ30အတွက်ကို မိတ်ဆွေတို့ကျွန်တော်ထိတ်စည်းလေးနောက်ပိတ်လေးတို့ကျွန်တော်ပြပေးပါမယ်ထိတ်စည်းလေးနောက်ပိတ်လေးပြပေးမယ်ထိတ်စည်းကြိုက်တဲ့မိတ်ဆွေရတော့ထိတ်စည်းကိုယူထိုးပါနောက်ပိတ်ကြိုက်တဲ့မိတ်ဆွေများနောက်ပိတ်ကနေကိုဝမ်းချင်းချင်းဝမ်းချင်းနဲ့ကတ်ထိုးပါအားကြောင့်မလို့ကျွန်တော်ထိတ်စည်းရဲ့နောက်ပိတ်လေးတွေကိုတလုံးစီချပြပေးမယ်နောက်ပြီးတော့အဲ့ကဏ္ဍလေးတွေကိုတွဲပေးမှဖြစ်ပါတယ်အားကြောင့်မလို့ကျွန်တော်နဲ့အတူတူကျွန်တော်ရဲ့ like လေးကိုပြီးဆုံးတဲ့ဒီဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အားပေးနိုင်ပါတယ် ဟုတ်ကဲ့ကိုထွန်းသူဒီတက်မှာကိုထွန်းရဲ့မိတ်ဆွေများပါခဲ့တယ်ကိုထွန်းကိုအားပေးတယ်လို့ကျွန်တော်လည်းအားပေးနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအားလုံးကိုအခုဝင်ကြည့်နေတဲ့မိတ်ဆွေသူတယောက်ချင်းသူကိုသူပဲကျေးဇူးတင်ရှိပါလေအားကြောင့်မိတ်ဆွေတို့ဘက်ကလည်း like share လေးများများကူညီပေးအပေါင်းလေးနှိပ်လက်မလေးနှိပ်အသေးလေးလေးများများနှိပ်ကြနော်ဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတို့ကိုတောင်းလို့ကြရင်ကျွန်တော်ထိပ်ကြီးဆိုင်ကလေးကိုရင်ပြပေးမယ် သူကြီးဆိုင်လေးလေးအရင်ပြပြီးမှဖြစ်တယ်အားကြောင့်လို့မိစေတို့အနေနဲ့သူကြီးကြိုက်တဲ့မိစေများကကိုဝမ်းကြီးနဲ့ရှိရင်ကိုဝမ်းကြီးနဲ့ကတ်တူပါနောက်ပဲကြိုက်တဲ့မိစေများကလည်းကိုမဝမ်းကြီးလို့ပြီးလို့ရှိရင်ဝမ်းကြီးလို့ပြီးလို့နဲ့ကတ်တူပါဒါမို့ကျွန်တော်တွဲပြီးပါကျင်တဲ့ကျွန်တော်တွဲပြီးတဲ့ကဏ္ဍလေးကိုများမှထိုးကျင်တဲ့မိတ်ဆွေများကတော့ကျွန်တော်ကဏ္ဍလေးတွဲပြီးချပြီးမှဖြစ်ပါတယ် အားကြောင့်မလို့ကျွန်တော်နဲ့အတူမေစုတို့ကျွန်တော် like လေးကိုပြီးဆုံးတဲ့ဒီရောက်ဝင်အောင်ကြည့်စုပေးစေချင်ပါလေနော်ဟုတ်ကဲ့အားလုံးပဲအားကြိုရင်အခုကျွန်တော်မေစုတို့ကိုထိတ်စီးလေးရိုင်းစပြီးတော့ပြပြီးမှဖြစ်တယ်ထိတ်စီးလေးပြပြီးမှဖြစ်တဲ့အတွက်မေစုတို့ဒီနေနဲ့ဒီကြကြလေးတော့ like ပြီးတော့ကြည့်စုပေးပါနော်ထိတ်စီးလေးနေနဲ့ပထမဦးဆုံး ထိပ်စည်းလေးနေရကျွန်တော်ငါးထိပ်စည်းလေးကိုစပြပြီးမှဖြစ်တယ်ငါးထိပ်စည်းလေးစပြသူကဒီမှာဒီနောက်ပိတ်နဲ့ဒီနောက်ပိတ်နှလုံးဆောင်ပေါင်းခြင်း68က7နောက်ပိတ်ကဲ26က6နောက်ပိတ်ကဲဒီဆောင်ဒီဆောင်နှလုံးပေါင်းခြင်းက7နဲ့6နဲ့ပေါင်းခြင်းကဘာလို့ရမလဲ7နဲ့ဒီ7နဲ့ဒီ6နဲ့ပေါင်းခြင်းက4လို့ရမှာဖြစ်တယ်ဟုတ်ပြီနောက်တစ်ပွဲမှာလည်းဒီက3 3ည4 4နောက်ပိတ်နဲ့ မနေ့စေး20အသုံးညနောက်ပြီးဒီနောက်ပြီးနဲ့ဒီနောက်ပြီးနဲ့ဒီလိုမောင်းကြီးရလဲဘာရမှာလဲလေးလေးလိုပဲရမှာဖြစ်တယ်ဟုတ်ပြီအားဆိုရနောက်တစ်ပွဲမှာစေ93အသုံးနောက်ပြီးနဲ့61က10နောက်ပြီးဒီနောက်10နောက်ပြီးနဲ့3နောက်ပြီးနဲ့ဒီလိုမောင်းကြီးရလဲဘာရမှာလဲလေးလိုပဲရမှာဖြစ်ပြီဟုတ်ပြီအားဆိုနောက်တစ်ပွဲမှာလဲပြ62က2နောက်ပြီးနဲ့ဒီမနေ့စေး90က2နောက်ပြီးနဲ့ဒီနှလုံးပေါင်းကြီးရလဲနှစ်နဲ့နှစ်နဲ့ပေါင်းကြီးရလဲဘယ်လောက်ရမလဲ နည်းနဲ့နည်းနဲ့ပေါင်းရလဲ၄လို့ပဲရအောင်ဖြစ်တယ်အဲဒါကြောင့်၄ဒီနှလုံး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 ၄ဆိုတော့၄၃ဝဲရိုက်ခဲ့တယ်အဲ၄၃ဝဲဟိုကျွန်တော်ကဒီ၁၆၁၆နှလုံး၄ဟိုသူ့အောက်ကနေပြောဒီ၃ညနောက်ပြည့်ကျဲသူ့တပင်ကျော်တစ်တိတ်ကြီးရဲ့သူ့တပင်ကျော်အပေါ်က၃နောက်ပြည့်ကျဲဒီ၃လုံးပေါင်း၃ညရဲ့တစ်ကဲ၃ရဲ့ဒီ၃လုံးပေါင်းညလဲ၄ပါပဲတဲ့အဲအဲကြောင့်မလို့ဒီ၃လုံးပေါင်းညက ဒီတုံညရဲ့တက်ကဲ၃ရဲ့ဒီသုံးလုံးပေါင်းညလည်း၄လိုပါ၄ပါပဲတဲ့အဲဆိုရင်နောက်တစ်ခွဲတုံညနဲ့၄နဲ့တုံညနဲ့၄နဲ့ဒီလုံးပေါင်းချင်း၄ရလဲသူ့အောက်ကနေပြီးတော့ဒီတက်နဲ့တင်းနဲ့တက်နဲ့ဒီနှစ်နဲ့ပေါင်းချင်းတက်တက်နှစ်ပေါင်းချင်းကလည်း၄ပါပဲတဲ့ဟုတ်ပြီအဲဆိုရင် ကျွန်တော်ကနောက်တစ်ခွဲမှာအခုဘွဲမှာဒီမှာ၃ရဲ့တက်ကဲဒီလုံးပေါင်းချင်း၄လိုရိုက်ထားတယ်တို့ရဲ့သူ့အောက်ကနေပြီးတော့ဒီက1ရက်ဒီက9ရက် နှစ်နဲ့ခွန်နဲ့နှလုံးပေါင်းချင်း၉ရှိတယ်ကျွန်တော်ကဒီအောက်တပင်ကျမထိတ်စီးပါထည့်ပေးရမလဲဒီမှာတမင်းစစ်ထည့်ပေးရမယ်အတွက်တပင်ကျမထိတ်စီးထည့်ပေးရမယ်ဒီမှာနှစ်ကဲဒီမှာခွန်ရှိရဲ့နှလုံး၉ရှိတယ်ကျွန်တော်က၄ပြောကျွန်တော်က၅ထိတ်စီးတစ်လုံးကို၅ထိတ်စီးပြီးတစ်လုံးကိုကျွန်တော်ကထည့်ပေးမှာဖြစ်တယ်အားကြောင့်မလို့၅ထိတ်စီးပြီးတစ်လုံးကိုရရှိမှာဖြစ်တယ်ဟုတ်ပြီအားဆိုရင် ျွန်တော်တို့အနေနဲ့နောက်တာထိတ်စည်းလေးတွေကိုထပ်ပြီးတော့ပြသပြီးတော့ဖြစ်တယ်ထိတ်စည်းလေးတွေကိုပြသပြီးတော့ဖြစ်တဲ့အတွက်ကျွန်တော်ကဒီကနှစ်ကဲ၃ညရဲ့ခွန်ရဲ့နှစ်၃ညခွန်ဒီ၃လုံးပေါင်းရဲ့နှစ်၃ညခွန်ဒီ၃လုံးပေါင်းကြီးဟာဘာဖြစ်တယ်ဒီ၃လုံးပေါင်းကြီးက၉လို့ဖြစ်တယ်ကိုဆိုတဲ့ကဏ္ဍရရတယ်နှစ်ကဲ၃ညရဲ့ကိုရဒီသုံးလုံးပေါင်းကြီးကကိုနောက်တစ်ပွဲမှာလည်းနှစ်ကဲ၁ကဲ၆ကဲဒီသုံးလုံးကနှစ်၁၆ဒီသုံးလုံးပေါင်းကြီးကလည်းပါရမလဲ နှစ်ကဲတစ်ကဲ၆ကဲဒီသုံးလုံးပေါင်းညာလေကိုးလိုပဲရအောင်ဖြစ်တယ်။ဟုတ်ပြီအဲဆိုရင်နောက်တစ်ပွဲမှာလည်းဒီမှာလည်း၆ကဲနှစ်ကဲတစ်ကဲ၆ကဲနှစ်ကဲဒီကဲဒီသုံးလုံးပေါင်းညာလေကိုးလိုပဲရတာဖြစ်တယ်။အဲတော့ကိုးနှစ်တုံညာကိုဒီသုံးလုံးကောင်းပေါင်းခြင်းကိုနှစ်တစ်၆ဒီသုံးလုံးပေါင်းခြင်းကို၆နှစ်တစ်ဒီသုံးလုံးပေါင်းညာကိုးဆိုပြီးကိုးသုံးဝဲရိုက်တာလေ။ဟုတ်ပြီအဲဆိုရင်ကျွန်တော်ကိုးသုံးဝဲကို ဒီနှစ်ကဲ၃ညရဲ့ခွန်ရဒီသုံးလုံးပေါင်းချင်းကိုးဦးတဲ့ဒီခွန်ကနေပြီးတော့ခွန်ရတက်ကဲတက်ကဲဒီသုံးလုံးပေါင်းညရဲ့ကိုးပါပဲတဲ့ခွန်ရတက်ကဲတက်ကဲဒီသုံးလုံးပေါင်းညရဲ့ခွန်ရတက်ကဲတက်ကဲဒီသုံးလုံးပေါင်းညရဲ့ကိုးပါပဲတဲ့အဲဆိုရင်နောက်တစ်ဝဲမှာလည်းဒီကနှစ်ကဲတက်ကဲ၆ကဲဒီသုံးလုံးပေါင်းချင်းကိုးလို့ရိုက်ထားတဲ့တွေ့တဲ့ဒီ၆နောက်ဘက်ကနေပြီးတော့၆ကဲနှစ်ကဲတက်ကဲဒီသုံးလုံးပေါင်းညရဲ့ကိုးပါပဲတဲ့ဟုတ်ပြီအဲဆိုရင်ကိုးဆိုရင် ကျွန်တော်ကနောက်တစ်ပင်မှာ6ကဲ2ကဲ1ကဲဒီလိုလိုမောင်းကြီးပိုးလိုရိုက်ထားတဲ့တွဲတဲ့ဒီတဒီတထိတ်စီကနေပြီးတော့1ကဲ6ကဲဒီလိုမောင်းကြီးပိုးဖြစ်တာပိုးဖြစ်သွားဆိုတော့ဒီလိုလိုမောင်းကြီးပိုးဖြစ်အောင်ကျွန်တော်ကဗာထိတ်တဲ့ပြရမလဲပြီးတဲ့မိတ်ဆွေများပုံမှန်မှမှန်သွားပါတော့နော်1ကဲ3ညရဲ့ခုံရဒီလိုလိုမောင်းကြီးပိုးကိုခုံရ1ကဲ1ကဲဒီလိုလိုမောင်းကြီးကပိုးပါတဲ့ ုတ်ပြီနောက်တစ်ပွဲမှာလည်းနှစ်ကဲတစ်ကဲ6ကဲဒီသုံးလုံးပေါင်းချင်း9ဦးလေ6ကဲနှစ်ကဲတစ်ကဲဒီသုံးလုံးပေါင်းချင်း9ပါပဲတဲ့ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့က6ကဲနှစ်ကဲတစ်ကဲဒီသုံးလုံးပေါင်းချင်း9ဦးဒီမှာတစ်ကဲ6ကဲနှလုံးပေါင်းချင်း9ဖြစ်တာတဲ့ဒီမှာ9ဖြစ်အောင်ပါဖြည့်စည်းကိုထည့်ပြရမလဲပါတဲ့စည်းကိုထည့်ပြရမလဲတိရမေစီများမှန်သွားကြနော်တိရမေစီများမှန်ပြီပါအားကြောင့်မလို့ကျွန်တော်က ဒီမှာတစ်စီရဒီမှာဆစ်စီရနှလုံးပေါင်းချင်းကိုးပြတဲ့ကိုးရှိတဲ့အတွက်သုံးမောင်းကိုးပြအောင်သုံးမောင်းချင်းဒီမှာကျွန်တော်ကတုံညထည်စီလေးကိုထည့်ပြရမှာဖြစ်တယ်အတုံညထည်စီလေးထည့်ပြမှသာလေတစ်ကဲဆစ်ကဲတုံညဒီသုံးမောင်းချင်းကကိုးလို့ပြမှာဖြစ်တယ်ဟုတ်ပြီအားလို့ချင်းကျွန်တော်ကငါးထည့်စီရပြီတုံညထည့်စီရပြီတုံညထည့်စီရပြီဆိုတော့ ကျွန်တော်တို့ရှစ်ထည်စီတပင်ကိုထပ်ကြည့်ပေးမယ်ရှစ်ထည်စီတပင်ကိုထပ်ကြည့်ပေးမယ်မိတ်ဆွေတို့ကအဲ့မှာကိုကြိုက်တဲ့ထည်စီကိုယူသုံးလို့ရပါတယ်ရှစ်ထည်စီလုံးကိုထည့်ပေးမှာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကကျွန်တော်ဒီမှာချစ်မပြတာမိတ်ဆွေတို့ရှုပ်သွားမှာဆိုလို့နော်ရှုပ်သွားမိတ်ဆွေတို့နားမလဲပြန်မှာဆိုလို့ကျွန်တော်ဒီမှာချစ်မပြတာဖြစ်တယ်အဲ့ကြောင့်မိတ်ဆွေတို့ကတေချာလို့လိုက်ကြည့်ရော အခုပြပေးမှာ၈ထည့်စီကိုပြပေးမယ်အခု၃ထည့်စီရပြီ၅ထည့်စီကြပြီ၅ထည့်စီ၃ထည့်စီနှလုံးရပြီကျွန်တော်၈ထည့်စီတပြေကိုပြပြပါပြည့်တယ်၈ထည့်စီတပြေကဒီမှာဒီ61ကတက်နောက်ပြီရှိတယ်ညနေစီ62ကနှိမ့်နောက်ပြီဒီတက်နောက်ပြီနဲ့ဒီနှစ်နောက်ပြီဒီဘခွာပေါင်းရဲ့၃နဲ့ဟုတ်တယ်ခွာပေါင်းရင်း၃ခွာပေါင်းရင်း၃ဟုတ်တယ်ဒီအောက်မှာဒီနောက်ပြီနဲ့ဒီတက်စီကနှလုံးပေါင်းရဲ့၃ပါတဲ့ ဒီမှာနှစ်ရှိတော့သုံးပြောင်းကျွန်တော်ကတက်ထွေကြည့်တဲ့ပြရတယ်။နောက်တစ်ပွဲမှာအဲ့ဒီမှာ60နှစ်ကနှစ်နောက်ပဲရှိတယ်။တက်ကွန်က9နောက်ပဲရှိတယ်။ဒီမှာ60နှစ်ကနှစ်နောက်ပဲနဲ့တက်ကွန်က9နောက်နှစ်နဲ့ကွန်နဲ့လုံးမပြန်ကိုးပါတဲ့။ကိုးပြည့်တဲ့တွဲတဲ့အောက်ပွဲမှာတဲ့သူကဒီနောက်ပဲနဲ့တက်ကြည့်တဲ့ကိုးပြည့်ရပါပဲနဲ့ဒီမှာရှစ်ရှိရတဲ့ကိုးပြောင်းကျွန်တော်ကတက်ထွေကြည့်နေလဲကြပြရတယ်။ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်အခုပွဲမှာတဲ့ပြ68က6နောက်ပဲတဲ့တက်3က3နောက်ပဲတဲ့ ဒီ၈နဲ့၃နဲ့ဒီနှလုံးပေါင်းညတက်လို့ဖြစ်ပါတယ်တဲ့တက်လို့ဖြစ်ရတဲ့အောက်ပွဲမှာတဲ့ဒီနောက်ပြီးနဲ့ဒီတင်းစည်းနဲ့ပေါင်းညတက်ဖြစ်ပြရပါမယ်တဲ့တက်ဖြစ်ပြရမယ်ဆိုတော့ဒီမှာကျွန်တော်က၃ရှိတယ်တက်ဖြစ်အောင်ကျွန်တော်ကဘာတင်းစည်းထည့်ပြရမလဲတက်ဖြစ်အောင်ဆိုရင်ကျွန်တော်ကရှိတဲ့စည်းတွေတလုံးကိုထည့်ပြရမှာဖြစ်တယ်ရှိတဲ့စည်းတွေတလုံးထည့်ပြရမှာဒါရင်38နဲ့ပေါင်းကြီးကတက်လို့ပြမှာဖြစ်တယ်ဟုတ်ပြီအခုကြီးကျွန်တော်တို့ရှိတဲ့စည်းတလုံးကို ရတယ်ရှစ်ထည့်စီတလုံးရတယ်ရှစ်ထည့်စီတလုံးကနောက်6ထည့်စီနောက်တာ6ထည့်စီလေးတလုံးကိုကျွန်တော်ပြပြီးမှဖြစ်တယ်6ထည့်စီတလုံးကိုပြပြီးမှဖြစ်တယ်ကျွန်တော်အဲ့လိုထည့်စီရများလို့မိတ်ဆွေတို့ကိုကျွန်တော်ချစ်မပြပြီးတာချစ်ပြပြီးရှင်မိတ်ဆွေတို့ဘယ်ဟာကြီးကိုကြည်ရမှာမသိဘူးရှုပ်သွားလိမ့်မယ်အားကြောင့်ကျွန်တော်6ထည့်စီလေးတလုံးကိုလည်းကျွန်တော်ပြပြီးမှဖြစ်တယ် ုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒီမနေ့စမနေ့စ20နဲ့ကြည့်ရနော်မနေ့ကမနေ့မနေ့စနှစ်သုံးညာတေသူ့အောက်ကနောက်ပြီနဲ့ဒီ20ရဲ့သူ့အောက်ကနောက်ပြီဒီသုံးလုံးမောင်းချင်းနှစ်သုံးညာတေဒီသုံးလုံးမောင်းချင်းသုံးအဲ့သုံးဖြစ်လို့လေသူ့အောက်ကနောက်ပြီနဲ့ဒီဒေစီနဲ့ပေါင်းရင်ညနေစဒေစီနဲ့ပေါင်းရင်လေသုံးလို့ပြစ်ပြရပါရဲ့ နှစ်၃ညတက်ဒီသလုံးပေါင်းချင်း၃ဖြစ်လို့တဲ့ဒီနှလုံးက၃ဖြစ်ပြရမယ်လို့ဒီမှာနှစ်ရှိရဲ့အတွက်ကျွန်တော်က၁တက်စီကိုထည့်ပြရတယ်နောက်ဘက်မှာလည်း၆ကတက်ကနှစ်ကဒီသလုံးပေါင်းချင်း၉လို့ဖြစ်လို့တဲ့သူ့အောက်ပွဲမှာလည်းတဲ့နောက်ပိတ်နဲ့တက်စီဒီနှလုံးပေါင်းချင်း၉လို့ဖြစ်ပြရပါမယ်နဲ့၉လို့ပြရဒီမှာ၈တက်စီဖြစ်တဲ့အတွက်ကျွန်တော်က၉ပြအောင်၈တက်စီထည့်ပြရတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ကအခုဘွဲမှာ9ရက်2ရက်8ရက်9ရက်2ရက်8ရက်ဒီသလုံးပေါင်းကြီးက9လို့ပြ ကိုလိုဖြစ်တဲ့အတွက်သူ့အောက်ဘက်မှာဒီနောက်ပိတ်နဲ့ဒီတည်စည်းတဲ့ပေါင်းကြီးကကိုလိုဖြစ်ပြရပဲနဲ့ကိုလိုဖြစ်ပြရမယ်ဆိုတော့ဒီမှာကျွန်တော်က၃တည်စည်းလို့ရတာလေ၃တည်စည်းလို့ရတဲ့အတွက်ကိုလိုဖြစ်အောင်ကျွန်တော်ကဘာတည်စည်းတက်ပြရမယ်ကို၃၃လို့ရတဲ့အတွက်ဒီမှာဘာတည်စည်းတက်ပြရပံလေကိုပြအောင်ကိုပြအောင်ဘာတည်စည်းတက်ပြရမယ်သိရမယ်ဆိုရင်မှန်ပြီပါဟုတ်ပြီဒီသုံးလုံးပေါင်းဒီသုံးလုံးပေါင်းချင်း၃ဦးတဲ့ဒီနှလုံးပေါင်းချင်း၃ပါတဲ့ဒီသုံးလုံးပေါင်းချင်း၉ဦးလေတဲ့ဒီနှလုံးပေါင်းချင်း၉ပါတဲ့ အခုဒီနှလုံးပေါင်းကြီးကလည်းကိုးပြစ်နေပါလေကိုးပြစ်ဒီနှလုံးပေါင်းကြီးကိုးပြစ်ပြီးရမယ်တဲ့ကိုးပြစ်ပြီးရမျိုးကျွန်တော်ဒီမှာ၃နောက်ပဲရှိရတဲ့ကိုးပြစ်ဟာကျွန်တော်က6တိတ်စီလေးကိုပဲထည့်ပြီးရမှာဖြစ်တယ်6တိတ်စီလို့ထည့်ပြရဆိုတော့အဲ့တော့အခုကျွန်တော်ပြခဲ့တာထိတ်စီပနုံယူပါတယ်တိတ်စီလေးလုံးယူပါပြီအခုက6တိတ်စီလေးကိုနောက်ဆုံးပြပေးရတယ်9တိတ်စီ၃ညတိတ်စီ၈တိတ်စီ6တိတ်စီဟုတ်ပြီအဲ့ကြောင့်မလို့ချိတ် 936ကထိတ်စည်းပါဒီညနေမှာ936ကထိတ်စည်းပါ936ထိတ်စည်းဟုတ်ပြီ936ထိတ်စည်းကိုကျွန်တော်ကနောက်ပိတ်ကလေးကြည့်မယ်နော်နောက်ပိတ်ကလေးတွေကြည့်မယ်ဆိုတော့ကျွန်တော်ကပထမဦးဆုံး9နောက်ပိတ်ပြပြခဲ့တဲ့စိုက်နဲ့ဆိုရင်ကျွန်တော်က9ထိတ်စည်းကို9ထိတ်စည်းကိုကျွန်တော်ဘယ်လိုဒီနှလုံး၄ကြောင့်သူ့အောက်ကလေဒီသုံးလုံး၄ဖြစ်တယ် အဲ့လိုလေးပြည့်တဲ့ခံချိန်ကမှဒီနှလုံးပေါင်းခြင်းသူ့ဘဝဒီတင့်နဲ့ချောင်းနဲ့ဒီနှလုံးပေါင်းခြင်းခွန်ကခွန်နောက်ပြီပါတဲ့။နောက်ဆိုရင်တစ်ထည့်စီခွန်နောက်ပြီနဲ့တစ်ခွန်လို့ဖြစ်တယ်။နောက်ကဒီလေးနဲ့ဒီနှလုံးပေါင်းခြင်းကလေးလို့ဖြစ်တယ်။အဲ့လိုလေးလို့ဖြစ်လို့ဒီကတစ်ကဲတစ်ကဲနှစ်ကဲဒီသုံးလုံးပေါင်းခြင်းလေးလို့ပြန်ကျွန်တော်တစ်ထည့်စီပါအဲ့လိုတစ်ထည့်စီကြတဲ့အချိန်မှာဒီနှစ်သူ့ဘဝဒီနှလုံးပေါင်းခြင်းနောက်ပြီနဲ့ထည့်စီနှလုံးပေါင်းခြင်း၃ရက်၃နောက်ပြီပါတဲ့။ အဆိုရှင်တစ်တစ်ကြီး၃လောက်ပြီနဲ့တစ်၃ဆိုပြီးတော့ထောက်ရှိရတယ်။အဆိုရှင်နဲ့ကျွန်တော်ကဒီမှာ၃နဲ့တင်းနဲ့ဒီလုံးလေးဟိုတဲ့သူ့အောက်ကဒီရောဒီမှာ၄ဖျက်မယ်ဆိုတော့ဒီမှာ၂ခွန်နှလုံးရှိရော၉၄ဖျက်ကျွန်တော်၅ထိပ်စီ၅ထိပ်စီရတဲ့အတွက်သူ့ဘွားဒီ၈တစ်နှလုံးပေါင်းကြီး၉ပါတဲ့၉ပြီးတဲ့တွဲတဲ့အဲ့ဒီမှာပရိကိုးကြပြရပါမယ်တဲ့။ပရိကိုးကြမရပြော၅ထိပ်စီနဲ့၅ထိပ်စီနဲ့ဆိုရင်ကျွန်တော်က59 59 59ဆိုတော့ကျွန်တော်တို့က59ဆိုတော့ဟုတ်ကဲ့လောဇက်မှာကျွန်တော်ကျွန်တော်အခုတွေ့တဲ့ site တွေမှာလောဇက်မှာကျွန်တော်ခွန်မတွေ့သေးပါဘူးခင်ဗျခွန်တွေ့ရင်ကျွန်တော်ပြောပါမယ်59 59ဆိုတော့နှလုံးပေါင်းခြင်း၄နှလုံးပေါင်းခြင်း၄အဲနှလုံးပေါင်းခြင်း၄ဆိုတာနှလုံးပေါင်းခြင်း၄ဆိုတာ၄ပြိတ်ပေါ့နော်၄ပြိတ်ကလည်းတဲ့ နှစ်ကဲ300ရဲ့တက်ကဲနှစ်ကဲတက်ကဲ300ရဲ့တက်ကဲဒီလိုမှပြင်သုံးသုံးမှာပါပရိစ်ပါတဲ့သူဆောင်းမှာပရိစ်ပါတဲ့ဒီက6ကဲတက်ကဲနှစ်ကဲဒီလိုမှပြင်9 9ရဲ့ပါဝါသူဆောင်းမှာပရိ4ပါတဲ့ဒီမှာ9ရဲ့နှစ်ကဲ6ကဲဒီလိုမှပြင်9 9ရဲ့ပါဝါဒီမှာပရိ4ပါပဲတဲ့ပရိ4ပါဆိုရင်ကျွန်တော်ကဒီဆိုင်မှာ59ဆိုတဲ့ငါးထိပ်စီနဲ့ဆိုရင်ကျွန်တော်က59ဆိုတဲ့ကဏ္ဍတို့ဘက်ကိုရရှိမှဖြစ်တယ် 59ခုအခုအားသူရှင်ကျွန်တော်၅ထိပ်ကြီးနဲ့ပတ်သက်ပြီးတော့ဘာနောက်ပိတ်တွေကြာနိုင်ပြီလဲဘာနောက်ပိတ်တွေကြာနိုင်ပြီလဲဆိုတော့ကျွန်တော်တို့ချက်ကြည့်မယ်ဘာနောက်ပိတ်တွေကြာနိုင်အားသူရှင်ကျွန်တော်တို့ဒီနှလုံးပေါင်းရတိကျ6ကဒီနှလုံးပေါင်းရခွန်ဒီခွန်ကခွန်နောက်ပိတ်တွေကြာတာမဟုတ်ပဲနဲ့ဒီ23ရနောက်ပိတ်နဲ့62ကနှစ်နောက်ပိတ်ဒီနှလုံးပေါင်းရနှစ်နှစ် တုံးနောက်ဝိနှလုံးပေါင်းခြင်း၃ညနဲ့နှစ်နဲ့ဒီသလုံးပေါင်းခြင်းနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါခွန်နောက်ပိတာလားနောက်တစ်ပွဲမှာလည်းဒီမှာတင်းနောက်ပိစီတယ်ဒီမှာခွန်နောက်ပိစီတယ်နောက်ဝိနှလုံးဇောင်းပေါင်းခြင်းတင်းနဲ့ခွန်နောက်ပါရှစ်ရှစ်ရဲ့ပါဝါ၃နောက်ပိလားလားရှစ်ရဲ့ပါဝါ၃နောက်ပိရဆိုရင်ကျွန်တော်ကဒီနှလုံးက၅ဒီနှစ်ရှိတယ်ဒီမှာ၃ရှိတယ်နှစ်ရဲ့ပါဝါဒီနှလုံးပေါင်းခြင်း၅ယူလို့၅ရဲ့ပါဝါ၃ညနောက်ပိမလား၅ရဲ့ပါဝါ၃ညနောက်ပိမယ်ဆိုရင်ကျွန်တော်က၅ထိပ်စီနဲ့50ဆိုလဲ50 ကနန်းတုတ်ကိုထိုးကြပါပြီ90ဆိုတဲ့ကနန်းတုတ်ကတည်းပရိတ်9ဒီမနဲ့ပရိတ်ကိုညနေပရိတ်ပြန်ချိန်မလားပြန်ချိန်ဖို့လေလမ်းကြောင်းရှိပါတယ်အားကြောင့်မလို့90 9ထိပ်စီးသုံးညနေမယ်ဆိုပရိတ်9ဘာဖြစ်လဲဆိုတော့ဒီမှာသူကဒီနောက်ပြည့်ရဒီအောင်ဒီနှလုံးပေါင်းညက်4ခုနဲ့7နဲ့ဒီနှလုံးပေါင်းညက်5၄ပြီးတော့5ဒီမှာ3နဲ့3နဲ့နှလုံး6 ၄၅6ဆိုရင်ဒီနှလုံး၄ဒီနှလုံး၅ဒီနှလုံး6၄၅6ဆိုလဲစီမံရိုက်တာတကယ်တော့အတွက်ဒီနှလုံးနှစ်နဲ့နှစ်နဲ့ဒီနှလုံး၄ဟုလဲ6ကတက်ကခွန်ရဒီသုံးလုံးကလေ၄ပါပဲလေဟုတ်ပြီအားဆိုရင်ဒီခွန်ရရှိတဲ့ဒီနှလုံး၅ဟုလဲတဲ့ပြက်ကတက်ကသုံးရဒီသုံးလုံးက၅ပါပဲတဲ့ဟုတ်အားဆိုကျွန်တော်ကဒီမှာ၃ရ၃ရဒီနှလုံး6ဟုလဲဒီသုံးလုံး6ပြရမယ်ဆိုရင်ဒီမှာသူ့ပုံမှာတက်တက်စီပြ6ပြရအောင် ျွန်တော်ကငါးပြိပြည့်ထည့်ပြီးရမှာဖြစ်သွားတယ်။ငါးပြိပြည့်ပြည့်အဆိုရင်ကျွန်တော်ကအခုငါးထိပ်စီနဲ့ပတ်သက်ပြီးတော့ဒီကရဘကကြောက်နေတဲ့ကနန်းငါးညနေမှာထိပ်စီနဲ့ပေါ်မလားငါးထိပ်စီငါး9ရယ်90နောက်တော့နောက်ပိတ်ကလေးတစ်လုံးထပ်ပြပြီးမယ်ကျွန်တော်ဒီငါးထိပ်စီကိုအရင်ပြပြနေတာပါငါးထိပ်နောက်တော့နောက်ပိတ်ကလေးတစ်လုံးထပ်ပြပြီး နောက်ပြီးတော့သုံးနောက်ပြီးတလုံးထပ်ကြပြီးမယ်ဆိုတော့ဒီတော့၃ရရဲ့ခွန်ရဲ့၆ကဲဒီသုံးလုံးပေါင်းခြင်းက၃ပါတဲ့သေချာကြည့်တာပါမယ်ဆိုလို့၃ရရဲ့ခွန်ရဲ့၆ကဲဒီသုံးလုံးပေါင်းခြင်းက၃သုံးပေါင်းရင်၃ရစ်တဲ့အတွက်၃ရက်နှက်ခက်၅၃ရက်နှက်ခက်၅အဲ့၅ကဘလို့၅လဲဆိုတော့ဒီက၆ကဲ၂ကဲခွန်ရဒီသုံးလုံးပေါင်းကြီးက၅ပါတဲ့ဒီမှာ၆နဲ့နှလုံးက၈ရှိတာတော့ ငါးဖြစ်အောင်ကျွန်တော်ကခွန်နောက်ပိတ်ကိုထည့်ပြရပါတယ်တဲ့ဟုတ်လားဟုတ်ပြီအားဆိုရင်တက်ကဲ6ကဲတက်ကဲဒီသုံးတက်ကဲ6ကဲတက်ကဲဒီသုံးလုံးက8ပါတဲ့ရှစ်ဖြစ်တယ်ဒီတော့ရှစ်ဖြစ်တယ်တဲ့ရှစ်ကနကကတက်အဲ့တက်ကဘလို့တက်လဲဆိုတော့ဒီကတက်ကဲခုံရ3ရဒီသုံးလုံးပေါင်းကြီးကတက်ပါတဲ့ရှစ်ရဒီသုံးလုံးပေါင်းကြီးရှစ်ဖြစ်လို့တဲ့ရှစ်ရနကဒီသုံးလုံးပေါင်းကြီးတက်ဖြစ်ပြရမယ်ဒီမှာတက်ကဲခုံရနှလုံး6ရှိတာတော့3နောက်ပြည့်တက်ပြရတယ် အားကြောင့်မလို့ကျွန်တော်က၃နောက်ပြီးဒလုံကိုရရှိတယ်။ဟုတ်ပြီအားဆိုရင်ကျွန်တော်ဒီပွဲမှာနှစ်ကဲတစ်ကဲတစ်ကဲဒီ၃လုံးပေါင်းကြီးက၄ပါတဲ့။နှစ်ကဲတစ်ကဲတစ်ကဲဒီ၃လုံးပေါင်းကြီး၄ပြည့်လို့တစ်ကဲ၃ရဲ့ဒီနောက်ပိတ်ကဲပေါင်းကြီးရလဲ၄ရဲ့နှက်ခတ်၄ပြည့်လို့ရဲ၄ရဲ့နှက်ခတ်နှစ်ပြည့်ပြရပါမယ်တဲ့။လေးရက်နကဒီသုံးလုံးပေါင်းချင်း၄ပြည့်လို့ဒီသုံးလုံးပေါင်းချင်း၄ရက်နကနှစ်ပြည့်ပြရပါဆိုတော့ဒီမှာတစ်ကဲ၃ရက်ရှိတော့ကျွန်တော်က၄ရှိတာလေ လေလေးကိုနှစ်ဖြစ်အောင်ကျွန်တော်ကဘာနောက်ပိတ်ကိုထည့်ပြရမလဲရှစ်ဆိုတဲ့နောက်ပိတ်ကိုထည့်ပြရမှာဖြစ်တယ်ရှစ်ထည့်ပြီးမှဒီ1 3 8ဒီ3လုံးပေါင်းကြီးက၄ရက်နှက်ကဒီ3လုံး၄ရက်နှက်ကနှစ်ဖြစ်မှာအားကြောင့်မလို့ရှစ်နောက်ပိတ်အဲ့ရှစ်နောက်ပိတ်ကလည်းတဲ့ဒီ3လုံးပေါင်းကြီး3ဟုတ်တယ်ဒီ3လုံးပေါင်းကြီး5ဖြစ်ခွန်နောက်ပိတ်အဲ့ခွန်နောက်ပိတ်ကလည်းမနေ့စ60နှစ်က2နောက်ပိတ်ရဲ့ပါဝါ2ရဲ့ပါဝါခွန်နောက်ပိတ်ပါတဲ့ 那你东老西皮肤嘞，细胞啊，东西部，那细那个，李东老师那那皮肤的李东，人家没得一个那东西都不一样。哎，东西不一我那家说古杰是古杰是是是那边有的，细胞啊，东西都不一样，不一样。啊，所以讲，就那话，李东老师讲的，李东老师讲的就李那个，你东老师这边不一样，所以，你马这边东西老劣势的，就那话。 မိနစ်ဖြစ်ပြီးအောင်ကျွန်တော်က၈နောက်ပြီအဲ၈နောက်ပြီကလည်းတဲ့ဒီမှာ23လို့တော့နောက်3နောက်ပြီရဲ့3ရဲ့ပါဝါ၈ကနောက်ပြီပြီးရပါမယ်တဲ့ဆိုတော့ကျွန်တော်တို့၈နောက်ပြီ9ထိပ်စီနဲ့58ဆိုတဲ့ကဏ္ဍတစ်ခုကိုရရှိမှာဖြစ်ပါတယ်58ဆိုတဲ့ကဏ္ဍကဏ္ဍတစ်ခုကိုလည်းရရှိပါပြောရဲနောက်က6နောက်ပြီကလေးတစ်လုံးရ6နောက်ပြီကတော့တပင်းကျော်နေသွားမှာတပင်းကျော်နေသွားမှာဆိုတော့ 6နောက်ပိတ်ကလေးကဘယ်လိုပြည့်ပဲဆိုတော့ဒီက6ကဲ8ကဲ4ရဲ့6ကဲ8ကဲဒီဆိုဒီလိုမောင်းလေးဒီလိုမောင်းရဲ့8 6ကဲ8ကဲ4ရဲ့ဒီလိုမောင်းရဲ့8ရဲ့8ရဲ့ပါက3နောက်ပိတ်ပါတဲ့အဲ့ဆိုရင်ည9ရဲ့3ရဲ့2ကဲတဲ့ဒီလိုမောင်းရဲ့2ရဲ့ပါက9နောက်ပိတ်ပါတဲ့အဲ့ဆိုဒီကမှာ3တက်ကဲ9ရဲ့3ရဲ့ဒီလိုမောင်းရဲ့တက်ပြတဲ့တွဲတဲ့တက်ရဲ့ပါက6နောက်ပိတ်ပါတဲ့6နောက်ပိတ်ဆိုတော့ကျွန်တော်က 96ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုထည့်တို့ပြရမှာဖြစ်တယ်96ဆိုတဲ့ကဏ္ဍ6 6နဲ့ပတ်သက်တဲ့ကဏ္ဍတော့ကျွန်တော် အာထုတ်ပြရမှာဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်6ထိပ်စီပြထားတယ်เนาะမြေဆိုလို့6ထိပ်စီပြထားတယ်အဲကြောင့်6ထိပ်စီစီရဲ့အတွက်6နဲ့ပတ်သက်တဲ့ကဏ္ဍဟိုအာထုတ်ရမှာဖြစ်တယ်ဟုတ်ပြီအဲဆိုရင် ကျွန်တော်ကဒီမှာ3ညထိပ်စီကိုပြရတယ်မြေဆိုလို့ ေစီကဒီ၃လုံး၉ကို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 ဒီ၃လုံးရတဲ့၉အခုဒီ၃လုံး၉ကိုဒီ၃လုံး၉ပြည့်မယ်ဆိုတုံညတိတ်ကြီးအဲ့တုံညတိတ်ကြီးကမှလည်းဒီလိုပဲအဲ့ဒီလိုဒီ၃လုံး၉ပြည့်လို့တဲ့ဒီ၃လုံး၉ပြည့်အောင်တဲ့ကျွန်တော်တို့ကတစ်ထိတ်တဲ့တစ်ထိတ်ရတဲ့ပြည်မှာဒီနှလုံးခုံကခွန်နောက်ပြီတလားဒါမှမဟုတ်သူ့ဘောကနောက်ပြီနဲ့ဒီနောက်ပြီနဲ့ဇောင်းမောင်ရဲ့နှစ်နှစ်ရဲ့ဘောကခွန်နောက်ပြီတလားနော် အားကြောင့်မလို့သူကဒီကမနေ့စ60နှစ်နှစ်နောက်ပြီးနှစ်ရပါကခွန်ခွန်နောက်ပြီးတာလားဟုတ်ပြီအဲဒါနောက်တစ်ပွဲမှာလည်းတဲ့ကျွန်တော်ကဘာထိပ်စည်းပြထားတယ်ရှစ်ထိပ်စည်းပြထားတယ်ရှစ်ထိပ်စည်းကဒီနှလုံးခွာပေါင်းခြင်းတင်းနဲ့နှစ်နဲ့သုံးဟုတ်တဲ့ဒီနှလုံးသုံးပါတဲ့ဒီနှလုံးနှစ်နဲ့ခွန်နှလုံးကိုးလည်းဒီနှလုံးကိုးပါပဲဒီမှာရှစ်နဲ့သုံးနဲ့နှလုံးတစ်ကိုလည်းဒီနှလုံးတစ်ပါပဲတဲ့တစ်ပါဆိုကျွန်တော်ကရှစ်ထိပ်စည်း အဲ့ရှစ်ထည့်စီကြကြတယ်လို့သူ့အပေါ်ကြခဲ့တယ်လို့ဒီနှလုံး၉ကဒီနှလုံး၇က၇နောက်ပြီဒီနှလုံး၃က၃နောက်ပြီဒီနှလုံး၉က၉နောက်ပြီဆိုရင်ရှစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်က၈၉ဆိုတဲ့ကဏ္ဍနည်းတစ်ခုကိုထည့်ပြရမှာဖြစ်တယ်ဟုတ်ပြီအဲဆိုရင်မိတ်ဆွေတို့ကိုကျွန်တော်ရှစ်ကို 6ကိုတရပဲ၃ညနောက်ဘေးကိုလည်းကျွန်တော်ပြပြီးရေ80နောက်ပြီးတော့8ဘူးတဘူးထည့်ပြရမယ်8ဘူးတဘူးထည့်ပြရမယ်6နောက်ဘေးနဲ့ဆိုရင်86ဆိုတဲ့ကဏ္ဍတစ်ခုကိုထည့်ပြရမှာဖြစ်တယ်ဟုတ်ပြီ7နဲ့ပတ်သက်လို့ဒီ၄ခွက်ရမယ်နောက်တစ်ခါကျွန်တော်ကရှင်းပြီးတော့ကျွန်တော်က6ထိပ်စီးอืม လုံးက၈ထိပ်ပြပြီးခဲ့ပြီ။တုံညာထိပ်တုံညာထိပ်ကိုလည်းပြပြီးခဲ့ပြီ။တုံညာထိပ်နဲ့ပတ်သက်ရင်တော့တုံညာ9ရယ်၊တုံညာ3ညာရယ်၊တုံညာ8ကဲ၊တုံညာ6ကဲဆိုတဲ့ကဏ္ဍတွေထိုးအောင်မှာဖြစ်တယ်။နောက်ပြီးတော့၈9ထိပ်၈ထိပ်တုံညာထိပ်ပြပါပြီ။6ထိပ်ဟုတ်ကဲ့6ထိပ်မှာလည်း6ထိပ်မှာလည်း 69ထိုးရမယ်60ထိုးရမယ်68ဆိုတဲ့ကဏ္ဍကိုထိုးရမှာဖြစ်တယ်အားကြောင့်မလို့ဒီကဏ္ဍမှာပြန်ကဏ္ဍရပါနော်68 66တို့9665တော့မထည့်တော့ဘူးเนาะအ6နဲ့ပတ်သက်တဲ့ကဏ္ဍက6ကထိစီနောက်ပိတ်တဲ့စီရဲ့အတွက်66ဆိုတဲ့အဘူးတဘူးကိုလည်းထည့်ထိုးပြရမှာဖြစ်တယ်ဟုတ်ပြီအားကြောင့်မလို့မိမိမိတ်ဆွေတို့ကဒီညနေမှာ ျွန်တော်ရဲ့ဒီကနအားလုံးကိုခိုးပါလို့မဆိုလို့မဆိုလို့အဲကြောင့်မလို့မိမိတို့ဝမ်းကျိနဲ့ကတ်ထိုးငါးထိတ်ကိုကြိုက်တယ်လေငါးထိတ်နဲ့ဒီလေးခွက်ထိုးပါရှစ်ထိတ်ကိုကြိုက်တယ်လို့ကလည်းရှစ်ထိတ်နဲ့ထိုးပါတုံညာထိတ်နဲ့ကြိုက်တယ်လို့ကလည်းတုံညာထိတ်နဲ့ဒီလေးခွက်ကိုထိုးပါ၆ထိတ်ကိုကြိုက်တယ်လို့ကလည်း၆ထိတ်နဲ့ဒီလေးခွက်ကိုထိုးပါနော်ဟုတ်ကဲ့အားကြောင့်မလို့မိတ်ဆွေတို့ကိုကျွန်တော်တွေ့ရဒီညနေမှာကနန်းနေရာစုံနေ ဗနန်းနေစုံတဲ့အတွက်မိတ်ဆွေတို့ကိုပောက်ဆွေခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်ဒီအခုလိုချပြပေးခြင်းဖြစ်တယ်ထိစီလိုက်နဲ့နောက်ပိတ်လိုက်နေလေတလိုင်းစီကိုချပြပေးခြင်းဖြစ်တယ်အဲ့ဒီမှာကျွန်တော်ကဘယ်ကဏ္ဍနေကောင်းလဲဆိုတော့ကျွန်တော်ဒီ89ဆိုတဲ့ကဏ္ဍတစ်ခွက်ကြိုက်ပါတယ်နောက်ပြီးဒီ59ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုလည်းကြိုက်ပါတယ် ကျွန်တော်ဗရိနိဒာနဲ့ကြည့်ရမယ်ဆိုရင်ဗရိနိဒာကြည့်ရဆိုရင်တုံ၅နဲ့3နဲ့ဒီတော့ควาပေါင်းခြင်း3 3ဘာဝ10ပြိควาပေါင်းခြင်းကလည်း3 3ဘာဝ10ပြိဒီ2နဲ့9ကควาပေါင်းခြင်း9 9ဘာဝ4ပြိဒီ10နဲ့3နဲ့1 1ဘာဝ6ပြိ6ပြိဆိုရင်လည်းကျွန်တော်က10ဘူးတဘူးလည်းကြိုက်ပါတယ်နောက်ပြီးတော့ဒီ60ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုလည်းကြိုက်ပါတယ်60ဆိုတဲ့ကဏ္ဍတစ်ခွက်လည်းဟုတ်ကဲ့ အားကြောင့်မလို့ခုန၄ဘေးနဲ့ပတ်သက်ပြီးတော့59ဆိုတဲ့ကဏ္ဍတစ်ခုကိုကြိုက်တယ်အဲ့တော့ကျွန်တော်အကြိုက်ဆုံးရေးပါဆိုရင်59ရဲ့59 89 60ရှိရှိအဲ့ဒီမှာကျွန်တော်အကြိုက်ဆုံးဒီ၄ခွက်ကိုမိတ်ဆွေတို့ကိုထုတ်ပေးလိုက်ပါတယ်။ဆိုင်နေတဲ့မိတ်ဆွေများက ယူပြီးတော့အသုံးပြုနိုင်ပါတယ်မကြိုက်တဲ့မဆွေများကတော့ကြော်သွားလို့ရပါတယ်နော်ဟုတ်ကဲ့ဒီကနအားလုံးကိုကျွန်တော်ထိုးရမယ်လို့တော့မဆွေတို့မဆိုးလို့ဘူးအဲဒီကြောင့်မလို့မိမိတို့ကြိုက်နေတဲ့ကကနမိမိတို့1 1ချင်းနဲ့ကြိုက်နေတဲ့ကနလေးရှိလို့ရှိရင်နော်မိတ်ဆွေတို့ယူသုံးလို့ရပါတယ်မကြိုက်တဲ့မိတ်ဆွေများကလည်းကြော်သွားလို့ရပါတယ်အဲကျွန်တော်တို့ဘဒုဘဒုမှအပြည့်မတင်ပါဘူးကျွန်တော်အကြိုက်ဆုံးကတော့ဒီလေးကွက်ပါ9 9 60နဲ့88 8ခုဆိုတဲ့ကဏ္ဍလေး လေးခွက်ကိုတော့ကျွန်တော်ကြိုက်ပါတယ်လို့ဆိုဆိုသူအိုက်ကနိုင်းလေးခွက်ကိုရေးချပေးလိုက်တယ်။ဟုတ်ပြီအားဆိုရင်အခုကြည့်နေကြတဲ့မိတ်ဆွေများအားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလူ့စာနာရေးတလုံးတဝကြီးပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ရဲ့ like ကလေးကိုဒီမာရင်ပြန်နှားလိုက်ပါလေညနေကိုကျွန်တော်တင်ပြီးမှဖြစ်တဲ့အားကြောင့်လေးနာရီထွက်စဉ်ကိုလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်လို့ ပြောကြရင်လည်းကျွန်တော်ရဲ့ like လေးကိုဒီမှာတင်အဆုံးသတ်လိုက်ပါရယ်အားလုံးသောမိတ်ဆွေတွေတူတူတယောက်ချင်းကိုအထူးကျေးဇူးတင်ရှိပါရယ်ခင်ဗျာ